နေပောင်းတရားကနေနေပောင်း၄၀၀ထီကမှာအသက်ရှင်နေနိုင်ကြတဲ့ကဘာသက်ရှိဆုံးကိုပိုင်ဆိုင်ကြတဲ့ကဘာပေါ်ရှိသက်ရှိတတဝါဆယ်မျိုးမင်္ဂလာပါတဘာမစ္စတာပရိသတ်ကြီးရဲ့ကျွန်တော်တို့သက်ရှိပေါင်းစုံနေထိုင်ကြတဲ့ကဘာမြေကြီးမှာနေပောင်းရာချီသက်ရှင်နေနိုင်ကြတဲ့သက်ရှိတတဝါတွေရှိကြတယ်လို့ပြောရင်တော့ပရိသတ်ကြီးတို့ကအံ့ဩသွားကြမလားသက်ရှိပေါင်းစုံနေထိုင်ကြတဲ့ကျွန်တော်တို့ရဲ့ကဘာမြေကြီးမှာအချို့သောတတဝါတွေကကျွန်တော်တို့လူသားတွေထက်အစာပေါင်းများစွာကြာမြင့်စွာနေနိုင်ကြတာဖြစ်ပါတယ် ဒီနေ့ဗီဒီယိုထဲမှာတော့နေပောင်းတရားကနေနေပောင်း400ထိကမှအသက်ရှင်နေနိုင်ကြတဲ့အသက်ရှင်ဆုံးတတဝစိတ်မျိုးကိုပြောပြတင်ဆက်ပြီးတော့မှဖြစ်ပါရည်။နံပါတ်1 Golden Clam Golden Clam တွေကပင်လယ်ရင်တွေတက်ရှိများဖြစ်ကြပြီးတော့အများအပြားတောင်အမေရိကကပစိဖိတ်သမုဒ္ဒရာတွေမှာတွေ့ရနိုင်ပါရည်။သူတို့ဟာဆင်နမောင်းလို့ရှေလျားတဲ့နာဒန်ရှေကြီးတွေကြောင့်လည်းထင်ရှားကြပါရည်။ Golden တွေကအများအပြား Chinese Quercus ဆိုတဲ့ပင်လယ်ဟင်းလျာတွေမှာတွေ့ရနိုင်ပြီးတော့အချို့သူတွေရဲ့ကြိုက်ဆုံးဟင်းလျာတစ်ခုလည်းဖြစ်ပါရည်။ ဂုတ်တက်တွေကနှစ်ပေါင်း140ကနေ160အထိကိုမှအသက်ရှင်နေနိုင်ကြတာဖြစ်ပါရီမြန်မာနိုင် Tube Worms ပင်လယ်ရင်တည်တော်ရီဖြစ်ကြပြီးတော့တကယ်ပင်လယ်အောင်းနဲ့မှသာနေထိုင်ကြပါရီဒီကောင်တွေကရှစ်ပေရှစ်အထိကိုမှအကြီးထွားနိုင်ကြပြီးတော့သူတို့ရဲ့ရှည်လျားတဲ့ကျင်တောက်တွေကိုအသုံးပြုကြပြီးကုကုကိုကာကွယ်တက်လေရှိကြပါရီ Tube Worms တွေကနှစ်ပေါင်း100ကနေ300အထိတောင်မှအသက်ရှင်နေနိုင်ကြတာဖြစ်ပါရီနမက်ရှစ် McCall Jetway ဂျက်တူရီမျိုးစားတွေတဲကမှာအလားပါဆုံးမျိုးစစ်တစ်ခု ဖြစ်တဲ့မက်ခေါဆိုတဲ့ဂျက်တူရီတွေဟာလည်းကြာရှည်တဲ့တတန်းကိုပန်းဆန်းကြပါရီမက်ခေါဂျက်တူရီတွေကတင်ယူတက်လွယ်တဲ့ငွေမျိုးစစ်တွေဖြစ်ကြပြီးတော့အိမ်မွေးငယ်ဖြစ်မွေးဖို့အတွက်အတော်ကမှတင့်တော်တဲ့ငွေမျိုးစစ်တွေလည်းဖြစ်ကြပါရီသူတို့ရဲ့တက်ရှင်နေနိုင်မှုတက်တန်းကနှစ်ပေါင်း80ကနေအားကြတက်ရှင်နေနိုင်ကြတာဖြစ်ပါရီဒါမှမဟုတ်သူတို့ရဲ့အစားအစာကျန်းမာရေးကိုတော့တေချာကူးဆိုင်ပေးဖို့ကတော့လိုအပ်ပါရီနမခွန် koi fish အရင်ကမှလာပါရီ koi fish တွေကလည်း တသက်ရှိတဲ့ဘွားကိုပိုင်ဆိုင်ထားကြတဲ့ငါးမျိုးစစ်တွေဖြစ်ကြပြီးတော့သူတို့ကတဘောအလိုက်နေထိုင်ကြတဲ့ခုံငါးတွေကနှစ်ပေါင်း100ကျော်ထိကိုယ်တော်မှာအသက်ရှင်နေနိုင်ကြတာဖြစ်ပါရီကိုဖစ်တွေကဂျပန်နိုင်ငံကနေပေါက်ဖွားလာကြတာဖြစ်ပြီးတော့သူတို့ရဲ့ရောင်စုံလာတွေကြောင့်မလို့အရန်ကုန်မှာဈေးကြီးလာတာလည်းဖြစ်ပါရီနံပါတ်6 Rochheim Rockfish Rochheim Rockfish တွေကလည်းဂျပန်နိုင်ငံကနေပေါက်ဖွားလာကြတာဖြစ်ပြီးတော့အလွန်ကုန်မှာရှိနေတဲ့တောင်ပစိဖိတ်တမုတ်တရာတွေမှာဒါနေထိုင်ကြတာဖြစ်ပါရီ Rockan Roughest တွေဟာဘေးလင်းသမုဒ္ဒရာထဲမှာနှစ်ပေါင်း100ကျော်ထိကုန်မှအသက်ရှင်နေနိုင်ကြတာဖြစ်ပါတယ်။နံပါတ်5 Rexy Archin ဒီစုကြီးတွေနဲ့ Rexy Archin တွေကလည်း Pacific သမုဒ္ဒရာထဲမှာကျင်းလဲကျက်စားကြတဲ့အကောင်တွေဖြစ်ကြပါတယ်။ Rexy Archin ရဲ့ရှင်တန်နိုင်မှုဘဝတန်ကနှစ်ပေါင်း100ကျော်ထိကုန်မှအသက်ရှင်နေနိုင်ကြပါတယ်။နံပါတ်6 Adebra Gainlate Adebra Lake တွေကအိန္ဒိယသမုဒ္ဒရာထဲမှာတွေ့ရနိုင်ပြီးတော့သူတို့ရဲ့နေကွင်းလုံးနဲ့ရွေလျားမှုတွေနဲ့အကောင်ကြီးထွားမှုတွေကြောင့်မလို့ထင်ရှားကြပါတယ်။ ဒီလေကြီးရဲ့အသက်ရှင်နိုင်မှုတက်တန်ဟာနေပေါင်း120ကနေနေပေါင်း150ကျော်ထိကိုမှအသက်ရှင်နေနိုင်ကြတာဖြစ်ပါရီ။နံပါတ်3ဘိုးဝဲဝေလန်ကဘိုးဝဲဝေလန်ငါးရီကတော့ပင်လယ်ပြင်ဒဲကမှအကြီးဆုံးဝေလန်ငါးတစ်မျိုးဖြစ်ကြပြီးတော့ငိမ့်ချန်းစွာနဲ့နေထိုင်တက်ကြတဲ့တတဝါတွေလည်းဖြစ်ကြပါရီ။သူတို့ရဲ့ရှေ့ကပေ60ထိကိုမှရှေလျားနိုင်ပြီးတော့တတန်းရှိတဲ့ဘွားကိုလည်းပိုင်ဆိုင်ထားကြတာဖြစ်ပါရီ။ဘိုးဝဲဝေလန်ငါးရီကနေပေါင်း120ကနေ130ကျော်ထိကိုမှအသက်ရှင်နေနိုင်ကြတာဖြစ်ပါရီ။နံပါတ်2 Ocean Cohort ဒီ ocean core ဆိုတဲ့ကောင်တွေကပင်လယ်သမုဒ္ဒရာမှာသာတွေ့ရနိုင်ပြီးတော့အသက်ရှည်ဆုံးသက်တမ်းကိုလည်းပိုင်ဆိုင်ထားကြပါရီ ocean core တွေကနေပေါင်း900ကျော်အထိကမှအသက်ရှည်နေနိုင်ကြတာဖြစ်ပါရီနံပါတ်1 greenland ငမန် greenland ငမန်တွေကအသက်ရှည်တက်တဝါတွေထဲမှာသက်တမ်းရှည်ဆုံးဘွားကိုပိုင်ဆိုင်ထားကြပါရီ greenland ငမန်တွေကအရှည်24ပြည့်အထိကမှရှိနိုင်ကြပြီးတော့လူတွေကိုတော့ nda ပြုတ်တက်တဲ့ငမန်တွေတော့မဟုတ်ကြပါဘူးသူတို့တွေကို national ပင်လယ်သမုဒ္ဒရာတွေအောက်ထဲမှာသာတွေ့ရနိုင်ပြီးတော့ တခါတလေပင်လယ်သမုဒ္ဒရာအောက်ပေ2100ကျော်အောက်မှသာတွေ့ရနိုင်ပါတယ်။ Greenland ကမန်းတွေကလေပောင်း400ကျော်အထိကမှအသက်ရှင်နေနိုင်ကြတာလည်းဖြစ်ပါရည်။ဟုတ်ကဲ့ပါကျွန်တော်ခုပြောပြပေးသွားခဲ့တာတွေကတော့ကမ္ဘာတစ်သက်အရှိဆုံးဘဝကိုပိုင်ဆိုင်ထားကြတဲ့တက်ရှိတက်တဘွား10မျိုးကြောင်းပဲဖြစ်ပါရခင်ဗျာဗီဒီယိုလေးကတော့ဒီလောက်ပါပဲစုံဒီအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ